အခုဆိုရင်တော့အရင်မှွေးပြီးအရသာရှိတယ်ပဲပုတ်ကျူမြထောင်လေးရပါပြီရှင်အားလုံးပဲမင်္ဂလာပါ Food and Mood Channel ကနေ ပြန်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပိုးရကတော့ပဲပုတ်ကျူမြထောင်လေးထောင်စားမှာဖြစ်ပါတယ်အရင်ဆုံးကျွတ်တုံဖြူပါမယ် ပဲပုတ်ထောင်းဖို့စက်သွင်းနေတလုံးလောက်လဲထည့်မယ်ပေါ့နော်ပဲပုတ်ကိုနည်းနည်းလေးပိုခြိုးတဲ့လေးတဲ့အရသာလေးသွားအောင်လို့ပေါ့နော်ပဲပုတ်ထောင်းကိုနည်းနည်းလေးပိုလေးအောင်လို့စက်သွင်းနေလဲထည့်မယ်ပေါ့နော်ပြီးရင်တော့ရုပ်သီးစိမ်းပေါင်းလေးကိုအညာချွေထားမယ်အဲအားလုံးပြီးသွားပြီဆိုလို့ရှိရင်တော့ဒါလေးတွေကိုရေးဆေးမယ်ပေါ့နော်ဒီကြောင်ဆေးမယ်ဆေးဂျူနီယာတွေလည်းရေးဆေးအောင်ဆေးထားမယ်ပေါ့နော်ပဲပုတ်ကတော့ပုတ်က ရှမ်ပယ်ပုတ်လေးရွေးထားပါတယ်။အခုတော့ပွားရှမ်ပယ်ပုတ်လေးကိုကင်မာဖြစ်ပါတယ်။ရှမ်ပယ်ပုတ်၃ချက်လောက်ပေါ့နော်။၃ချက်မှ၃ထပ်။ပယ်ပုတ်လေးဒီအနက်မွေးလာပြီဆိုလို့ရှိရင်တော့ရပြီပေါ့နော်။ဒီပိတ်လိုက်လို့ရပြီ။ဒီကျက်သွန်ဖြူကျက်သွန်နေမြေကြီးဆိုင်ဖလော်ထားတာတွေပေါ့နော်နည်းနည်းလေးနုံးပြီးမှအနံ့လေးမှုေးလာတဲ့အထိဖလော်မယ်ပေါ့နော်နည်းနည်းအစိမ့်နံ့လေးကြောက်ပြီးတော့ နှံ့လေးမှုေးလာတဲ့အထိလုပ်မယ်ခုလိုမျိုးမြုပ်သေးနှံ့လေးတွေမှုေးလာပြီးပြီးရင်ဒီသက်သွန်ဒီသက်သွန်ဖြူကလည်းစိမ့်နှံ့လေးတွေပျောက်လာပြီးဆိုလို့ရှိရင်တော့ခြားလို့ရပါပြီပြီးရင်ဒီလော်ထားတဲ့ဟာတွေကိုမြုပ်စုံနဲ့ထည့်ပြီးတော့ထောင်းပါမယ်အရင်ဆုံးဒီလော်ထားတဲ့ပစ္စည်းတွေကိုအရင်ထောင်းမယ်ပေါ့နော်ဒါကျင်ညက်သွားပြီဆိုတော့မှပဲပုတ်ထည့်ထောင်းမယ်စတံဖြူစတံနေကျင်းအောင်ထောင်းပြီးသွားပြီဆိုလို့ရှိရင်တော့ဂျူမြစ်ထည့်ထောင်းပါမယ်။အင်းက ခင်ဗျားလေးဆိုတော့နည်းနည်းသိနေတော့သတိထားပြီးတော့ထောင်းနေရမှာနော်မျိုးစုံကြည်ကြည်ထဲမှာကြည်ကြဲဝင်းဝင်းထောင်းရင်တော့ပိုအဆင်ပြေတာပေါ့ကျူးမြင့်ထောင်းထားတာပါကျင်ညက်သွားပြီဆိုလို့ရှိရင်နော်ဘဲပုတ်ထည့်ထောင်းမှာပေါ့နော်ကင်ထားတဲ့ဘဲပုတ်လေးတွေထည့်ထောင်းမှာပဲဘဲပုတ်နဲ့ကျူးမြင့်နဲ့ညက်အောင်ရောထောင်းပြီးပြီဆိုလို့ရှိရင်နော်စာနည်းနည်းမမေးရတာမှနည်းနည်းထည့်ပါမယ်နော်ထောင်းပြလိုက် ဒီအကောင်ညက်သွားပြီရတာမုံလဲထည့်ပြီးပြီဆိုလို့ရှင်တော့ရပါပြီအခုဆိုရင်တော့အရမ်းမွေးပြီးရတာရှိတယ်ပေပုတ်ကျွမြထောင်လေးရပါပြီရှင်